ဟယ်လိုအားလုံးပဲမင်္ဂလာပါဖူအမချန်ကနေကြူဆိုပါတယ်ဒီတစ်ပတ်ကစားမယ့်ပရီးမီးယားလိပွဲစဉ်32မှာ Chelsea တို့ Spurs တို့ Liverpool တို့နဲ့ပတ်သက်တဲ့ပွဲစဉ်တွေအကြောင်းကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါပထမဆုံးကတော့ဒါ Chelsea က Ipswich ကိုကျွန်တော်တို့ဒါလက်ခံကစားမယ်ပေါ့လေအင်္ဂွေမှာမနေ့ပြန်မှာကစားမှာပါ Chelsea အနေနဲ့ပြီးခဲ့တဲ့နေ့ကကျွန်တော်ကစားတဲ့ Conference League ပြိုင်ပွဲမှာတော့ Liga Warsaw ကိုအဝေးကွင်းမှာ3-0နဲ့9နဲ့အဲ့ဒီမှာတိုင်ခင်ပရီးမီးယားလိပွဲစဉ်31မှာတော့ တို့ brand ဖို့ကိုအဝေးကွင်းမှာဂိုးမရှိတည်ကြရတယ်ပေါ့နော်။နီးပြဖြစ်တဲ့ Enzo Mares ကတော့ဝေဖန်မှုတွေကဖြောင်းတောက်နေတဲ့အခြေအနေမျိုးပါ။ Premier League မှာဆိုလို့ရှိရင်အနိုင်ယူသင့်တဲ့ပွဲစဉ်တွေမှာအနိုင်ယူနိုင်အောင်လို့ manage မလုပ်နိုင်တာကစားပုံကြီးကတိတက်ပူပြီးတော့အပြောင်းလဲတွေစံတင်မှုတွေမရှိတော့ဘဲနဲ့ဓာကြီးတိုင်းဆက်သွားနေတာတချို့ကစားမတွေကိုလူစားမလဲရတာပွဲထွက်ခွင့်ပေးတဲ့ကစားမတချို့ကလုတ်ပြနိုင်တာဘာမှမရှိဘဲနဲ့ပွဲထွက်ခွင့်ကိုဆက်ပြီးတော့ပေးနေတာဓာရီနဲ့ မာရက်စကာကအမှန်ကန်ဝေဖန်ခင်နေရတာဒါပေမဲ့လို့ဗောနော်ဒီပွဲမှာသူနိုင်ပွဲပြန်ပြီးတော့ယူပေးနိုင်မယ်ဆိုရင်တော့ဝေဖန်မှုတွေအတိုင်းအတာတစ်ခုတွေတော့ဒါတိတ်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်သို့တော်လည်းပဲဘယ်လိုပြောမလဲတပီခဲ့တဲ့တပတ်ကဒီဟိုဘရန်ဖို့ကိုအနိုင်မယူနိုင်ခဲ့တာကတော့ပြောစရာအများကြီးဖြစ်ခဲ့တာဗောလေသူတပင်းတော့ချဲစီရဲ့ဘက်ကကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီတစ်ပတ်ကစားမယ့် Ipswich ဆိုတာမျိုးကသူတို့အတွက် ဒါနိုင်ပွဲရတဲ့အခြေအနေမျိုးပါဒါအပြင်အောက်ကသာအက်စတူဘာလဲဒီနျူကာဆယ်တို့မန်ချက်စတာစီးတီးတို့ကသူတို့နဲ့အမှတ်သိပ်မကွာဘူးပြင်နာကချန်ပီယံစ်လိဝင်ခွင့်ကနေပြီးတော့ချယ်ဆီကရော့မကြဖို့သူတို့ကြိုးပမ်းအမှာချယ်ဆီရလက်ရှိအဆင့်၄မှာပါနော်53မှတ်ကျွန်တော်ရထားတယ်သူတို့သူတို့ကတပွဲရော့ထားတဲ့နျူကာဆယ်နဲ့အမှတ်တူတူပဲဆိုတော့အကယ်လို့နျူကာဆယ်က လက်ကျန်ပွဲတွေကိုနိုင်ချယ်ဆီနဲ့ကျွန်တော်ဒါအမှတ်ချယ်ဆီကိုကျော်သွားမှာ ်ချယ်ဆီကိုကျော်သွားပြီးတော့ချယ်ဆီကအဆင့်5ကိုရောက်လာမှာဆိုတော့အောက်ကမန်ချက်စတာစီးတီးကလည်းချယ်ဆီနဲ့ကတတ်မှတ်ပဲကွာတယ်ဆိုတော့အဆင့်ဘယ်လိုပြောမလဲအဆင့်6ကနေပြီးတော့အဆင့်6အဆင့်9လောက်အထိကိုတတ်မှတ်နှစ်မှတ်ထက်ပိုပြီးတော့ကွာကြတာမရှိဘူးဒါကြောင့်ချယ်ဆီပရိသတ်တွေဘက်က9တင်းတဲ့ပွဲစဉ်တွေကိုမာရက်စ်ကအနိုင်မယူနိုင်ဘူးဆိုပြီးတော့ဝေဖန်ကြတာပေါ့လေဒါကြောင့်ချယ်ဆီအနေနဲ့ဒီပွဲကလည်းသူတို့အတွက်9ပွဲကအင်မတန်အရေးကြီးတယ်ပေါ့နော်ဒီရာဒီကန်နေတဲ့ conference league က ဟိုတချို့ Chelsea ပြည်သက်တွေတောင်စိတ်မဝင်စားဘူးဆိုပေမဲ့လို့ရက်လက်တီကတော့ကောင်းနေတာပေါ့နော်ဒါပြင် Chelsea ကိုအဲ့ဒီပြိုင်ပွဲမှာပိုဆွဲဖို့လေဒါအားလုံးကတော့ဒါမျောမှန်းထားကြတယ်တကယ်လည်းပဲပိုဆွေးနိုင်ကြီးကများတယ်တိုးတိုးလေးပဲပို့ပြီးတော့အရေးကြီးတာဒီနောက်ရသည် Champions League ဝင်ဝင်ရဖို့ပဲဆိုတော့ Top 4ကနေပြီးတော့ Chelsea ကကြမသွားအောင်ကျွန်တော်ကြိုးပမ်းအမှာ Newcastle ကဒီတစ်ပတ် Manchester Manchester United နဲ့ကစားရမယ် Manchester City က Crystal Palace နဲ့ကစားရမယ် Haaland တို့ဘာလို့မပါဘဲနဲ့ကစားရမှာဆိုတော့ Chelsea အနေနဲ့ Ipswich ကိုနိုင်မယ်ဆိုရင် အောက်ကအသင်းတွေကိုအမှတ်ဖြတ်ဖို့အတွက်ကြိုးပမ်းနေတဲ့အခြေအနေမျိုးဆိုတော့ဒါကြောင့်ချက်စီအနေနဲ့ဒီဒီဘက်ပွဲကသူတို့လုံးဝတလွဲလို့လို့မရဘူးပေါ့နော်သူတို့နဲ့ကစားမယ် if switch ကဒါတန်းဆင်းဆုံးမှာရုံးကန်နေရတဲ့အတွက်ဆောက်တန်တန်ကတော့လုံးဝတန်းဆင်းသွားပြီဖြစ်တယ်ဆိုတော့ဒီ Leicester City နဲ့ if switch လို့သူတို့လောက်ပဲကျွန်တော်ကြံတယ်ဆိုတော့ဒီနှစ်သင်းကလည်းအမှတ်တွေကတက်နိုင်နေများဆိုသလိုကျွန်တော်ဒီတက်ဖို့ကြိုးပမ်းနေတယ်ဒါပေမဲ့အချိန်ကြီးကတော်တော်ကိုနည်းသွားပြီအဆင့်16က if switch ကိုပဲအမှတ်20ပဲရှိသေးတာ အဆင့်ဆက်ကွန်ကဝူဘန်ဟန်နဲ့က32မှတ်ကြားထဲမှာ12မှတ်ထိကွာဟားတယ်။ဒါမျောလင်းချက်ကကုံတလောက်ဖြစ်သွားပြီပေါ့နော်။တိုးတိုးလည်းပဲ Ipswich အတွက်ကတော့သူတို့ကကစားပုံလေကောင်းကောင်းကန်ကန်သူတို့လုတ်ပြထားတဲ့နေရာမှာပါတယ်။ quality striker လည်းကျွန်တော်တို့ရှိတယ်။ NDA ပေးနိုင်တဲ့ကစားမလေးတချို့တွေရှိနေတယ်ဆိုတော့နော် Ipswich Queen တို့ကလည်း Chelsea ကိုဒုက္ခပေးနိုင်ခဲ့တဲ့အရာတချို့ရှိတယ်။ဆိုတော့ Chelsea အတွက်အိမ်ဝင်းကစားမဲ့ဒီတစ်ပတ်ပွဲမှာ နိုင်ပွဲတော့ပြန်ယူနိုင်မှသူတို့ရမယ်ပေါ့နော်။ဆိုတော့ ချဲစီတွက်ကတော့ဒီ Ipswich တွက်ကတော့ဒါအချီနီကတော့ဗျာတန်းစင်းတုံကိုရောက်နေတယ်ဆိုကြတဲ့ကဘလောက်ထိတိုင်ပတ်နေတယ်လဲကျွန်တော်တို့ကောင်းကောင်းမြင်နိုင်တယ်ပေါ့နော်ပြီးခဲ့တဲ့တစ်ပတ်မှာဆိုလို့ရှိရင်လည်း Ipswich အနေနဲ့အိမ်ဝင်းမှာ Wolverhampton ကို1-2နဲ့ရှုံးနေခဲ့ထားတာဆိုတော့ချဲစီကတော့ Ipswich ဒုက္ခပြနေမှုကတော့ကိုခိန်းအောင်မှာပါမာရစကာတွက်ဒီ conference league အပြင် premier league မှာပါနိုင်ပွဲနိုင်ပွဲထပ်ပြီးတော့ရနိုင်မဲ့အခြေအနေမျိုးလို့ကျွန်တော်တို့ယူဆတယ်။နောက်ထပ်တစ်ပွဲက Wolverhampton နဲ့ဒါ Spurs ကိုကစားမဲ့ပွဲပါ။ ပြီးခဲ့တဲ့ပရီးမီးယားလိပ်ပွဲစဉ်31မှာဆိုလို့ရှိရင်တော့အာစပါးကကျွန်တော်တို့ဒီဆောက်တန်တန်ကိုအိမ်ဝင်းမှာ3-1နဲ့9နေပေါ့လေဝူဘန်ဟန်တန်ကတော့ Ipswich ကို1-2နဲ့9ထားတယ်ဆိုတော့ဒီနှစ်သင်းကလည်းဒီယာဒီမှာနှစ်သင်းစလုံးပေါ့နော်အချီနီကပရီးမီးယားလိပ်မှာကောင်းမနေဘူးဝူဘန်ဟန်တန်ဆိုလို့ရှိရင်အဆင့်7မှာပေါ့နော်ဒါတန်းစင်းစုံရဲ့အထက်မှာဒါပေမဲ့သူတို့ကြားထဲမှာ12မှတ်လောက်ထိကွာတယ်ဆိုတော့နင်းနေတော့ဒါခံစားရလို့ကျွန်တော်ပြောရမှာပေါ့လေဒါအပြင်ကျွန်တော်အနေနဲ့ဝူဘန်ဟန်တန်ဟာဒီယာဒီမှာ30နဲ့တပွဲထိကစားထားတယ် 30ပွဲကစားပြီးတဲ့အချိန်မှာကျွန်တော်တို့သာ9ပွဲနိုင်9ပွဲတည်18ပွဲကြီးသူတို့ရှုံးသားတယ်။တိုက်စစ်က43ခုရပြီမဲ့ခန်းစစ်က59ခုကြီးပေးထားရတယ်ပေါ့နော်။ဒါဟာတော်တော်ကိုတိုင်ပတ်မဲ့အနေနဲ့မျိုးသူသူပြင်းတော့တိုက်စစ်အားကောင်းတဲ့စပါးလိုအတင်းနဲ့တွေ့တဲ့အနေအထားမျိုးမှာဝူဘန်တန်ရဲ့ခန်းစစ်ကဂိုးမပေးရပဲတော့နေလိမ့်မယ်လို့လည်းကျွန်တော်မထင်ဘူး။စပါးကဒီယာဒီမှာကျွန်တော်တို့အဆင့်14မှာရှိနေပါတယ်။ 30နဲ့တပွဲဒါကန်ထားပြီးတဲ့အချိန်မှာသူတို့7ပွဲနိုင်ထားတယ်4ပွဲတည်း16ပွဲတည်းသူတို့ရှုံးထားတယ်ဘောနော်16ပွဲတည်းရှုံးထားတယ်တိုက်စစ်က58ဂိုးတည်းရပြီးတော့တော်တော်ကောင်းတဲ့တိုက်စစ်လို့ကျွန်တော်ပြောရမယ်ဒီထက်တော့အဆင့်14တထက်တော့ပိုပြီးတော့ရှိနေတဲ့တိုက်စစ်မျိုးပေါ့နော်ခန်းစစ်က45ဂိုးဆိုတော့ဒါကတော့အလေလက်မျိုးပါပဲเนาะဒါသည်အဆင့်14လောက်မှာဝဲလေဖြစ်နေတဲ့အသင်တွေကဒီခန်းစစ်ပေးဂိုးကဖြစ်တဲ့နေပေါ့နော်ဆိုတော့ဒါကြောင့်ဒီဘယ်လိုပြောမလဲစပါးကတော့ပြပြီးခဲ့တဲ့ ယူရိုပါလိမှာဆိုလို့ရှိရင်လည်းပဲသူတို့အိမ်ခွင်းမှာဒီ Frankfurt ကိုပေါ့နော်1-1တည်းကြီးကျထားတာတတော်ကိုတိုင်ပတ်ပါတယ်ဆိုတော့အိမ်ခွင်းမှာရှိနေတော့မှာဟိုနိုင်ပွဲအိမ်ခွင်းမှာကန်တော့မှာနိုင်ပွဲရအောင်ကျူးပန်းမဲ့အခြေအနေမျိုးမှာသူတို့နိုင်ပွဲမယူနိုင်ခဲ့ဘူးဆိုတော့ယူရိုပါလိမှာလည်းနောက်တစ်ဆင့်တက်ဖို့လိုနေတယ်လို့ Premier League ကလည်းဆက်ပြီးတော့ရလဒ်တွေမကောင်းလို့အခြေအနေမဖြစ်တဲ့ပုံစံမျိုးသူတပင်းတော့နီးပြဒီ positive ကိုဂလူးတွေက PR တွေကကျွန်တော်များလာပြီ PR တွေများလာပြီပေါ့နော် DRD မှာ16ပွဲတိရှုံးနေထားတယ်ဆိုတာမျိုးက ပရီးမီးယားလीတည်တံ့နေမယ်ကွနော်ဒါတော်တော်ကြီးကိုပြောစရာဖြစ်လာတာတော်တော်ကြီးကိုပြောစရာဖြစ်လာတာပေါ့နော်ဆိုတော့ဒါပိုစတီကိုကလူကတော့ထင်ပါတယ်ကျွန်တော်ဒီယာဒီကိုဝင်တော့ဒိုးရလိမ့်မယ်ထင်တယ်သို့တော်လည်းပဲဒီထက်ပို့ပြီးတော့တော့သူမစုအောင်ကြိုးပမ်းရမယ်ကျွန်တော်ကတော့အဝေးကွင်းဆိုပေမဲ့လို့စပါဘက်ကအချင်းကြီးကိုတော့ကျွန်တော်ကောင်းကောင်းမျှော်လင့်လို့ရတယ်တခုရှိတာကပိုစတီကိုကလူကကြားထဲမှာအနာမြန်ပေးလာအောင်မလားပေါ့နော်ဘာလို့လဲဆိုတော့ဒါပြင် front fan နဲ့ရှိသေးတာ哦ဒါမှမဟုတ်ဗျာဒါဘောရူးကြာတာပရိမာဟုတ်တယ်မလားဘောရူးကြာတာပရိမာဆိုတော့ ဒါ weekend နဲ့ကျွန်တော်တို့ကြည့်ရင်ကြားထဲမှာအချိန်က2ရက်3ရက်လောက် AC ရတယ်နားချိန်ရတယ်ဂျာမနီကိုသူတို့တွားပြီးတော့ကစားရမှာကျွန်တော်တော့စပားအနေနဲ့နိုင်ပွဲရဖို့အတွက်တော့အချိန်ကြီးကောင်းတယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ဂိုးတော့ပြန်ပြီးရလိမ့်ဦးမယ်ထင်တယ်စပားရဲ့ခံစည်ကနေနဲ့ပြောစရာဖြစ်နေတဲ့တယ်မှာပါတယ်ဆိုတော့လေဆိုတော့နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့ဒါ Liverpool နဲ့ West Ham ပေါ့လေပရီးမီးယားလိဒါရဖို့တစ်ခုပဲလို့ပဲကျွန်တော်ကျန်တော့တာလက်ရှိမှာလည်းပရီးမီးယားလိမှာလည်းရဖို့ရှိနေတယ်ဗောနော်ဒါအပြင် Liverpool တင်းကအထင်တိုင်းငယ်မှာ ဗန်တိုက်ကိုတက်တန်းတူးဖို့အတွက်အချိန်ကြီးကောင်းနေပြီစာလာကိုလည်းနှစ်နှစ်တက်တန်းတူးပြီးသွားပြီဆိုတော့အာအကူအသုံးတိုက်စစ်စာမတစ်ယောက်ကိုသူတို့စိတ်ချလက်ချအချိန်ကြီးမြို့မှာရောက်သွားပြီဆိုတော့ဒီမတိုင်ခင်မှာလည်းပြီးခဲ့တဲ့တပတ်ပွဲစဉ်31မှာလီဗာပူးကဖူလန်ကို3-2နဲ့သူတို့ရှုံးထားတယ်နော်ဖူလန်ကို3-2နဲ့ရှုံးထားပြီးတော့ဝက်ဆမ်ကတော့ကျွန်တော်အနေနဲ့ဒါပုံမောင်းနဲ့တပတ်2ကိုတည်ကြထားတယ်တပတ်2ကိုတည်ကြထားတယ်ဆိုတော့ဒါလီဗာပူးတင်းအတွက်တော့နောက်ထပ်ဒါစိန်ခေါ်မှုကြီးအောင်မဲ့ပွဲပေါ်လေဒါပေမဲ့လို့ဗျာ ချန်ပီယံဖြစ်ဖို့သွားနေတဲ့အခြေအနေမျိုးမှာဒါလေဘောက်ချန်ပီယံမှာပဲဒီပုံစံတိုင်းဆိုရင်၁၂မှတ်၁၁မှတ်လောက်တော့မှကွာနေတာဒါပေမဲ့လို့ပေါ့နော်ဆော့နန်နေမြာဆော့တော့တိမ့်နိုင်မှုအတွက်ချိုးပန်းမဲ့အခြေအနေမျိုးမှာအဒီပွဲကလည်းသူတို့အတွက်နိုင်ပွဲထက်ပြီးတော့ရသွားအောင်ပဲပွဲလို့တော့ကျွန်တော်ယူဆတယ်ဒီဘယ်လိုပြောမလို့သူတို့အတွက်ခန်စစ်ကပဲစကားပြောစရာဖြစ်နေတာပေါ့နော်ပြီးခဲ့တဲ့ဖူလန်နဲ့ပွဲမှာဆိုလို့ရှိရင်ဒါဘန်တိုက်တို့ဘာတို့ကပါရိုဒရီဂိုမူနစ်တို့လောက်လာခံခဲ့ရတာနော်ပြီးလို့ရှိရင် ဟိုတိုက်စစ်ကဂူရီရပြီမဲ့လေလို့ခန်စစ်ကအချင်းကြီးမကောင်းဘူးတိုက်စစ်ကဂူရီရတဲ့သာပြောတာဗျအာကူရတာဆိုလို့ဆာလာလောက်ပဲကျွန်တော်ရှိတာတွေးကြည့်ရရင်ဒါတော့မှလူဝီဒီယက်စ်တို့ဘာလို့တွင်းသွားရတယ်ဗျာဒါပေမဲ့လူဝီဒီယက်ဆိုလို့ရှိရင်ဒီယာဒီမှာခြေသွန်းကမငြိမ်ဘူးဗျာယာဒီစခုနှစ်ပွဲလောက်ကောင်းခဲ့ပြီးတော့တောက်လျှောက်တော့ကောင်းခဲ့ပြီးတော့နောက်ပိုင်းမှာတော်တော်တိုင်ပက်ပြီးတော့ဒီကိုဒီကပိုထံကိုပဲသူဟို left wing ကိုနေရာကိုလက်လွတ်လိုက်ရတယ်တိုက်စစ်ကပျောင်းကစားပြရတဲ့အချိန်တွေရောက်သွားပြီးတော့သူနဲ့အဆင်မပြေဘူးပေါ့နော်ရုံးကန်နေရတယ် ဒါဝင်နူးနက်စ်တို့လည်းအဲ့လောက်ထိအခြေအနေမကောင်းဘူးအဲဆိုတော့ကွင်းလယ်ပဲတည်တည်ငြိမ်ငြိမ်ရှိတာနောက်တန်းကလည်းအဲ့လောက်မဟုတ်ဘူးတိုက်စစ်ကလည်းဆာလာလောက်ပဲရှိတာဆိုတော့ကွင်းလယ်တစ်ခုပဲတည်တည်ငြိမ်ငြိမ်ရှိတာဒါပေမဲ့လို့ဒီဝက်ဆမ်လောက်ကတော့သူတို့ဒီအနိုင်ယူနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်ဆိုလေဘာဦးတင်တော့ကတော့ဒါအာဆင်နယ်ကလည်းရီယယ်မက်ထရစ်နဲ့ကစားဖို့ရှိတဲ့အခြေအနေမျိုးမှာကျွန်တော်ဒီဒီဘက်ပရီးမီးယားလိမှာတော့သူတို့လူစင်းနေလဲပြီးတော့ကစားနိုင်မယ်ထင်ပါတယ်ဆိုတော့ဒါသူတို့အာနေကောင်အာနေသွားနိုင်တယ်အာဆင်နယ်အမှတ်ထိပ်ပြီးတော့ရောနိုင်တဲ့ပွဲ လီဗာပူးတင်ကအမှတ်ရောင်ကျိုးပန်းမှာဆိုတော့လီဗာပူးရှိမှန်ကစားမဲ့ဝက်ဆန်ရဲ့နောက်ဆုံးပွဲစဉ်တွေကိုကြည့်ရင်ဘုံမောက်ကိုတူတူအိမ်ခွေမှာတည်ရကြထားတယ်။ဝူဘာဟန်တန်ကို1-0နဲ့အဝေးခွေမှာရှုံးထားတယ်ဝက်ဆန်ကဒါပြင်အေဗာတန်ကို1-1တည်ရကြထားတယ်။နယူကာဆယ်ကိုအိမ်ခွေမှာ1-0နဲ့ရှုံးထားတယ်။လက်စတာစီးတီးကိုတော့2-0နဲ့နိုင်ထားတယ်ဆိုတော့လက်စတာကိုကျွန်တော်တို့က2-0နဲ့ဖေဖော်ဝါရီ20ရက်မှာနိုင်ထားတာအဲ့ဒီမှာရှေ့မှာ အာဆင်နယ်နဲ့ကစားတဲ့အဝေးကွင်းမှာဝက်ဆမ်က1-2-1-0နဲ့သူတို့နိုင်ထတာဖေဖော်ဝါရီလမှာဆိုတော့နောက်ပိုင်းပွဲစဉ်3ပွဲကတော့ရလက်ပြောက်နိုင်ပွဲရလက်ပြောက်နေတယ်ပေါ့လေဝက်ဆမ်ဘက်ကကျွန်တော်ကြည့်ရင်ဒါကြောင့်ဒီပွဲဟာလစ်ပါဘူးအတွက်နိုင်ပွဲဆက်ဖို့အတွက်အခွင့်အရေးကောင်းဖြစ်နိုင်နေပေါ့နော်ဆိုတော့လစ်ပါဘူးသင်းနိုင်ပွဲဆက်မဲ့အခြေအနေမျိုးပါညီကတို့ရောဒီ3ပွဲဘလို့ရလက်တွေထွက်ပေါ်လာမယ်ထင်ကြလဲအတင်းကြီးတွေကြီးပဲနိုင်ပွဲဆက်အောင်ပွဲလို့ဒီရာဒီရက်တဲ့ဘက်လို့ရောထင်ကြလားသူနေကြပါအားလုံးကိုကျေးဇူးများပါတယ်